တောရလေးတရတွင်တက်လုံးများဖြင့်ဆောက်လုပ်ထားသောအလုံးလုံးချသောအင်္ဂလိပ်၌မိဖွဲ့၏ထူနေရာမှမိမိ၏ပဂတိကိုစွန့်ဖြင့်အစိုးရအင်ဖြူတော်သို့တက်လှမ်းကြံစီခဲ့သူကအမေရိကန်ပြည်သူ၏၁၆ရောက်မြောက်သမ္မတအေဗရာဟန်လင်ကွန်းပင်ဖြစ်ပါသည်။အေဗရာဟန်လင်ကွန်းကိုအမေရိကန်ပြည်သူကင်တက်ကီပြည်နယ်ဟာဒင်ခရိုင်တွင်1809ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့၌ဖွားမြင်၍မိဘများသည်စင်ရဲလာသောကြောင့် ငယ်စဉ်ကပညာကိုကောင်းကမတင်ရရှာရှိအလုတ်အလက်ချင်းများတွင်ပွတိကွက်ချာစူးစားအထုတ်ခြင်းဖြစ်တာစပိအတော်အတန်တက်မြောက်ခဲ့ရလေသည်ဖခင်မှာအင်တန်ပရီဘောက လုတ်ကန်ရောက်ချသူဖြစ်၍ဖခင်အလုတ်များကိုအရွယ်အင်အားနှင့်မမြအောင်ဝင်ရောက်ကူညီခဲ့ရတယ်စပိဝါဒနာပါလှ၍လင်ကွန်းသည်မိခွက်ဖျောင်းနိုင်မတက်နိုင်သောကြောင့်မီလင်းဖို့အနည်းတွင်စပ်ဖက်ရတယ်လက်ရည်ကိုပြင်ချက်ပေါ်တွင်နှီးဆွေးဖြင့်ရေးချစ်လေ့ကျင့်ခဲ့ရတယ် လင်ကုနိုမီတာစုသည်1816ခုနှစ်တွင်အိန္ဒိယနာပြည်နယ်တောင်ပိုင်းသို့ပြောင်းရွှေ့နေထိုင်လေကြရာ1818ခုနှစ်၌ပင်သူ၏မိခင်သည်အသက်အရွယ်မကြီးရင်သေးပဲစေဝါမလုံလောက်မှုနေထိုင်ချိုးတက်မှုတို့ကြောင့်ပယ်လွန်အနေဆက်ရောက်ခဲ့ရပါတယ်။ထို့အခါကလင်ကုန်းသည်ကိုနှစ်အရွယ်များသာရှိသေးပါတယ်။မိခင်မကွယ်လွန်မီလင်ကုန်းအားတက်နိုင်သမျှပညာသင်ကြား၍ကဘာပေါ်တွင် ပေါ်လွင်ထင်ရှားအောင်ကြိုးစားနိုင်သမျှကြိုးစားရန်မှာထားခဲ့မှုရာ မိထွေရပြန်သောအခါ၌လည်းမိထွေသည် မျိုးမြင့်ကြီးစွာဖြင့်လင်ကုန်းအားကုကျင့်တရားကောင်းစေရန်အမျိုးမျိုးဆုံးမပြည့်ပင်ခဲ့ပါသည်အသက်22နှစ်အရွယ်တွင်လင်ကုန်းသည်နယူးအော်လီယန်မြို့သို့တစ်ဖောင်များဖြင့်နှစ်ကြိမ်များရောက်ရှိခဲ့ဖူးပါသည်ထို့အခါကအမေရိကန်မြေပိုင်ရှင်ကြီးများသည်မိမိတို့စက်ပြိုခင်းများတွင်အလုတ်ကျန်းနှက်ခိုင်းစေရန်အာဖရိကတိုက်မှကပလီလူမဲများအားငွေဝယ်ကြုံဖြင့်အပိုင်ဝယ်ယူကြပါသည်လူမဲမများကိုပင် န်တလာ၍တရိတ်ဆက်များသဖွယ်ကင်တွေကြီးစုဝေချမ်းနေဒီကိုမြင်ရ၍ထိုငွေဝေကျုစနစ်ကြီးကိုလင်းလင်ကွန်းသည်မုံတိရွှန်ရှာလာပြီးလျှင်တားဖြူသည်အသားမဲသည်ပဌာနာမထားပဲလူလူချင်းတူညီသောအခွင့်အရေးရထိုက်ကြောင်းစိတ်ဝင်စားခဲ့ပါလေထို့နောက်လင်ကွန်းသည်မြူးစာလင်ရွာတွင်ကုံစုံရောင်းချသူဖြစ်၎င်းရွာတရွာတွင် စာတိုက်ဖို့ဖြစ်၎င်းမြေတိုင်းစေးဖြစ်၎င်းပျော်ရန်စစ်တပ်အဖွဲ့တပ်ဖွဲ့တွင်ဘူကြီးဖြစ်၎င်း အကျန်းအမှုအလုပ်မျိုးစုံလုပ်ကင်ခဲ့ဖူးပါတယ်ကုဒုကုချွန်ရွေးပညာတညာကအလုပ်လုပ်ကင်ရင်ဘူဟုတုတစီပူလာယာမ1839ခုနှစ်တွင် ရှင်းနေစာမွေးပွဲကိုဝင်ရောက်ဖြစ်စွာအမြင်ခဲ့ပြီးလျင်ခုအခါမှစ၍နိုင်ငံရေးနယ်ပယ်သို့ဝင်ရောက်ကာနိုင်ငံရေးကိစ္စများကိုဆောင်ရွက်ခဲ့ပါတယ်သို့သောရှင်းနေအလုပ်တွင်မအားမလတ်နိုင်အောင်ရှိခဲ့သဖြင့်နိုင်ငံရေးဘက်၌များစွာအခြေမပုတ်ခံနိုင်သေးရှိ1834ခုနှစ်၌လင်ကွန်းသည် အီလီနွိုက်ပြည်နယ်ဥပဒေပြုလွှတ်တော်မှဖြစ်ရွေးချယ်ခံရ၍တက်နိုင်သမျှလူထုအကျိုးကိုတည်ဖို့ဆောင်ရွက်ခဲ့ရာ642ခုနှစ်ထိအမတ်အကျဉ်းချုပ်ဖြစ်ခဲ့ပါတယ်။ထိုနှစ်၌မယ်ရီတော့ကောအမျိုးသမီးတဦးနှင့်အိမ်တော်ပြုခဲ့ပါတယ်။646ခုနှစ်သို့ရောက်သောအခါပြည်ထောင်စုလုံးဆိုင်ရာကွန်ကရစ်အမတ်ဖြစ်လာပြီးဝါရှင်တန်မြို့တော်သို့တွားရောက်ရပါတယ်။မြို့တော်သို့ရောက်၍မကြာမီပင်စကားပြောကောင်းသူမှုလိုက်ကောင်းသူဟူ၍နာမည်ထွက်လာပါတယ်။ ထို့အခါဒီမိုကရက်တစ်အဖွဲ့ကအစိုးရဖြစ်နေ၍သူကပုတ်ပါတီဝင်အမတ်ဖြစ်နေရာစူးစမ်းသလောက်ခီးမရောက်ရှိခဲ့ပါတယ်။နောက်မှ Republican Party တည်ဝင်တဦးဖြစ်လာခဲ့ပါတယ်။ထို့နောက်လင်ကွန်းသည်1838ခုနှစ်မှ1854ခုနှစ်တိုင်နိုင်ငံရေးအလုပ်များ၌ပါဝင်ဆောင်ရွက်ခြင်းမပြုဘဲနေခဲ့တော့လေ။အမှုလိုက်ကောင်းခြင်း စကားပြောကောင်းခြင်းတို့ကြောင့်တနည်းတခြားထင်ရှားရလာခဲ့ပါတယ်။ထို့အခါကကပလီလူမျိုးများအား ကျုံအဖြစ်အသုံးပြုသင့်မတူမပြုသင့်ပြဿနာမှာနိုင်ငံအဝန်တွင်ခက်ဆားလက်ရှိပါတယ်ဒုဖြစ်လင်ကွန်းဒီ1854ခုနှစ်မှာစ၍မိမိစိတ်ဝင်စားခဲ့သောမျိုးဝေကျုံပြဿနာပပျောက်ရေးအတွက်အပြင်းထန်စတင်ဆောင်ရွက်လာပါတော့တယ်လင်ကွန်းအတိုက်ခံဖြစ်သူမှာအမေရိကန်ပြည်ထောင်စုပြည်ပြုကွန်ဂရက်ဖွဲ့သို့ဝင်ရန်မတ်လောင်ဖြစ်အရွေးချက်ခံရသောအီလီနွိုက်ပြည်နယ်မှာစတီဗင်အေဒေါက်ကလက်ဖြစ်ပါတယ်နောက်ဆုံး၌လင်ကွန်းပင်အမတ်ဖြစ်သွားပါတယ် 1858ခုနှစ်တွင်ဒေါက်ကလက်သည်အီလီနွိုက်ပြည်နယ်မှနေ၍သူ့ဝါဒအတိုင်းငွေဝယ်ကြုံများထားနိုင်ကြောင်းဟောပြော၍အထက်လွှတ်တော်အမတ်အရွေးခံပြန်ရာဂျင်ကုန်းကလည်းမထားနိုင်ကြောင်းတိုက်ခတ်ချီပါဟောပြောပါတယ်ဂျင်ကုန်းမှာအပြောလေကောင်းစေတနာလေကောင်းလားတစ်ဖြစ်သူအများချီးကျူးကျေးဇူးတင်ခြင်းကိုခံရပါတယ်ထို့ဖြစ်နောက်ဆုံးတွင်1860ခုနှစ်မေလ၌ကျင်းပသည့် Republican Party အစည်းအဝေးကြီးကလင်ကွန်းအားအမေရိကန်ပြည်ထောင်စုတမန်တော် မတလောင်ဖြစ်ရွေးချယ်ခံရင်ရွေးချယ်လိုက်ကြပါလေရှင်ပြန်ရွေးချယ်မေးပေးတော့ခဏလေးလင်ကွန်းဒီမေပေါင်းများစွာအတားရလျက်တမရရတုကိုစုခုရရှိခဲ့ပါလေ1862ခုနှစ်မတ်လ၄ရက်နေ့တွင်လင်ကွန်းဒီတမရရတုကိုလက်ခံတော့ခါကျုံပိုင်ထားလို့သောပြည်နယ်ခုနှစ်ပြည်နယ်သည်ပြည်တော်စုကြီးမှထွက်ကွာတီချပြည်တော်စုအဖြစ်ဖွဲ့စည်းကြပါလေများမကြမီနောက်ထပ်ပြည်နယ်၄ခုဖွဲ့ထွက်ပြန်ပါလေ လှခန့်ကြသောအီဘရာဟန်လင်ကွန်းသည်တက်ပြက်တွင်ဘူခန့်ချင်းခရပြီးတကယ်သို့ကျွန်ပိုင်ရှင်ပြဿနာများနှင့်ရင်ဆိုင်ရပါတော့တယ်။သူဖြစ်စစ်သားစုဆောင်ခြင်းကိုပြုလုပ်ရပါတော့တယ်။ပြည်တော်စုအတွင်းရှိပြည်내တို့တွင်တစ်ဖက်စီကွဲပြီးသွားလျင်ပြည်တွင်းစစ်ပွဲကြီးဖြစ်ပေါ်တက်ခတ်ကြပါလေ။ပထမနှစ်နှစ်တွင်လင်ကွန်းသည်ပြည်တော်စုအားမရင်းမရန်နိုင်အောင်ထင်းသိမ်း၍သာနေရပါတယ်။ထို့အခါကလင်ကွန်းသည်လှိုင်းကျိုင်းလီကျန်းကိုခံနိုင်အောင်ပိတ်ကပ်၍နေရသောတမောတကြီးနှင့်တူပါသည်။ နောက်နည်းတွင်မူကပြည်ထောင်ချင်းချင်းပြင်းပြင်းထန်ထန်တိုက်ခိုက်ကြလျာဒူအမြောက်များကြဆုံရပါတယ်စစ်ပွဲများ၌ကွက်ကွဲတိုက်ခတ်နေရသည့်တိုင်အမှုကိစ္စများကလည်းစိတ်ဒုက္ခရောက်เสียကိုရေးလာပြန်ပါတယ်ဇနီးဖြစ်သူနှင့် မကြာခဏခိုက်ရန်ဖြစ်ခဲ့ရသည့်အပြင်တားတယောက်တည်ဆုံသွားပြန်နေပါတယ်1846ခုနှစ်၌အီဗရာဟန်လင်ကွန်းကိုပင်ဒုတိယအကြိမ်သမ္မတအဖြစ်ရွေးကောက်ကြပြန်ပါတယ်ဤသို့ရွေးကောက်တင်မြောက်ကြသည်မှာလဲဥပေါ်တွင်စေတနာထားခြင်းဂျူတီကိုင်းခိုင်းခြင်း ကျေးဇူးတင်ခြင်းစသည့်တို့ကြောင့်ဖြစ်ပါတယ်ထို့အချိန်၌ကွန်ကရစ်ကြီးတွင်တမနာဝါရှင်တန်လက်ထက်ကကဲ့သို့ပင်အဖွဲ့မျိုးမျိုးကွဲလဲရှိပါတယ်ပြည်တွင်းစစ်ကြီး၌ပထမတွင်မြောက်ပိုင်းသားများအတော်ပင်အနစ်နာခံရသော်လည်း1865ခုနှစ်တွင်တောင်ပိုင်းပြည်နယ်တမကအစိုးရ၏စစ်တပ်များသည်နောက်ဆုံးတွင်အပြစ်တက်အရှုံးမိတ်ကတနက်ခြားရပါတယ်လင်းနစ်ကြခဲ့သော ပြည်တွင်းစစ်ကြီးကပြည်ဆောင်ချင်းတို့ရောက်၍ထိုစစ်ပွဲသည်အမေရိကန်တမိုင်းတွင် အသေးအပြောင်းအများဆုံးသတိပတ်ခတ်တစ်ခုဖြစ်ပြီးစစ်တဲစစ်တဲ6သိန်း2000ခန့်တည်ဆုံခဲ့ရပါတယ်။နောက်အခါအမေရိကန်ပြည်ထောင်စု၌ငွေဝယ်ကျွန်စနစ်မရှိစေရဟုသော73ခုမြောက်ပြင်ဆင်ချက်ကိုဥပဒေတရဖြင့်ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ပြည်တွင်းစစ်အတွင်း Gas Test ဖက်တိုက်ပွဲအပြီး၌တမဒကြီးသည်အောက်ပါအတိုင်းမိမြတ်ခဲ့ဖူးပါတယ်။ကျွန်တော်တို့၏သူရဲကောင်းများအချင်းနှီးမတည်စေရန်နှင့်ပြည်သူတို့ကပြည်သူတို့အတွက်တင်မြောက်ထားသော ပြည်သူအစိုးရသည်ဤကဘာပေါ်မှပြောက်ကွယ်မသွားရန်ကျွန်ုပ်တို့လေးနက်စွာတနင်းကျချပါတယ်ဟူ၍ဖြစ်ပါတယ်။သမရကြီးလင်ကွင်းအထက်ပါမိန့်ခွန်စကားမှာကဘာကျော်အောင်ဦးတန်းတွင်ရေးခဲ့ပါတယ်။အိဗရာဟန်လင်ကွင်းအားတနင်္ဂနွေလုံးအတွက်သာမဟုတ်တလောကလုံးကောင်းစားရေးအတွက်ဆောင်ရွက်ခဲ့တဲ့ဖြစ်တကဘာလုံးကပင် ချစ်ခင်လေးစားကြပါတယ်။